စကိုင်းတိုင်းချောင်းမြို့နယ်ဘုံတို့ရွာမှာတရင်ကျော်လာပြင်းနေညာကစီမီထွန်းတပိတ်ပြုတ်လုံနေတဲ့လူအုပ်သေးကိုစောစုကလေချောင်းပုံကျဲတက်ဖြက်လို့ထိခိုက်တန်းရခဲ့တဲ့ပြည်သူတွေကိုစေဝါကုသပေးနိုင်ရေးငွေကျပ်225သိန်းကျော်ဖို့ရှိတဲ့စေဝါတွေကိုကိုကြီးလူတန်းပေးခဲ့တယ်လို့စကိုင်းပြည်သူဖေးမကူကိုရကတရင်ထုတ်ပြန်ပါတယ်ဘုံတို့ရွာစီမီတပိတ်ပြုတ်လုံနေတဲ့စောစုထဲကို စိုးစုကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကနေတက်လာတဲ့ပါရာမော်တာစက်တက်လေတီနဲ့120မမဘုံတီနှလုံးကျဲချတက်ဖြတ်ခဲ့ရကြောင်းပြည်သူ24ဦးသေဆုံးက58ဦးဒဏ်ရာရှိခဲ့တယ်လို့ဒေသခံတွေကအမှတ်ပြကိုပြောပါရယ်ဒဏ်ရာသူတွေဟာစိုးစုထိန်းချုပ်ထားတဲ့မြို့ရွာက စေယုံ စေကန်းနေစီတွားရောက်ကူတာခွေမရလို့ဒေသတွင်းစေကန်းတွေမှာစေမကူနိုင်အောင်လဲစိုးစုကကန့်သက်ပိတ်ဆို့ထားလို့ကုတာရေးအခက်အခဲဖြစ်နေတာပါ ဒဏ်ရသူတွေကိုအရေးပေါ်စေဝါကုသပေးနိုင်ဖို့ထောက်ပံ့လှူဒါန်းတာဖြစ်ပြီးတော့စေထိုအပ်ဝီချဲတဆာပတိလိတ်ထိုးစေစားစေနဲ့တခြားအရေးပေါ်ကုသလို့ရတဲ့စေပစ္စည်းတွေကိုဒဏ်ရရှိသူတွေကို ကုသပေးနေတဲ့၆ဦးနဲ့အဖွဲ့အစည်းတွေကိုလှူဒါန်းခဲ့တာလို့စကိုင်းပြည်သူဖေးမကူကိုရက်ကဖွဲ့ဝင်တူကအမှတ်ပြုပြောပါရတယ်။